အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီ Marina Bay Sand Theme ပေါ်ကိုဘလို့ free သွားလို့ရတယ်ဆိုတဲ့အကြောင်းပြောပြမှာပေါ့နော်ကျွန်တော်ကတော့ဒါတော့ဒုတိယအခေါက်ပါပထမတစ်ခေါက်တော့ကတော့တက်တာအဆင်မပြေခဲ့လို့ကျွန်တော်မရောက်ဖြစ်ခဲ့ပါဘူးပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးမှာတော့ဒီကိုဘလို့သွားရလဲဆိုတဲ့အကြောင်းရင်းနဲ့ဒီပေါ်ဘလို့ free တက်လို့ရမယ်ဆိုတဲ့အကြောင်းရင်းကိုပြောပြပြမှာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးကျွန်တော်ကတော့ထုံးစံတိုင်းအောင်မျိုးစောပါအဲကဲအဲ့တော့ဗီဒီယိုလေးကိုစလိုက်ကြအောင်နော် ကျွန်တော်တို့ကဒီပေါ် free တက်တဲ့ခါကြလို့ရှိရင်သတိထားရမယ့်ဟာလေးတစ်ခုရှိရပါတော့ကျွန်တော်တို့တချို့လူတွေတွားတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ကအောက်ကကောင်းတာမှာအပေါ်မှာတစ်ခုတောက်ချင်တယ်လို့ပြောလိုက်တာဆိုလို့ရှိရင်ရတယ်ဆိုပြီးတက်ကြတဲ့လူတွေရှိရပါတော့ဒါပေမဲ့ကျွန်တော်တို့ကအပေါ်ပါမှာလူမလွတ်နေတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ကအပေါ်တက်ခွင့်မရပါဘူးအဲဒါကြောင့်ဒီနေ့ပြီးတော့မှာတော့ဘာမှမပြောဘဲနဲ့ကျွန်တော်တို့ကဒီတိုင်းဝင်သွားပြီးတော့တက်တဲ့ပုံစံမျိုးကိုကျွန်တော်ရိုက်ပြထားပါတယ်ကဲအားလုံးပဲလိုက်ကြည့်ကြပါဦး ဒီနေ့ကတော့ကျွန်တော်က Marina South Fire ကနေပြီးတော့ဒီ Any Line ကနေပြီးတော့စီလာပြီးဒီ Over Line ပြောင်းစီတာပေါ့နော် Over Line ကနေကျွန်တော် Bay Fawn ကိုပြောင်းစီခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ Bay Fawn MRT ကိုရောက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့က Exit B ကထွက်မှာပေါ့နော်အဲ့တော့ Exit B လမ်းကြောင်းကိုကျွန်တော်တို့ကသွားပြီးဆိုလို့ရှိရင်အခုမြင်နေရတဲ့ဆိုင်မိုလီနာမှာဆက်လေကားလေးရှိပါတယ်အဲဒီကနေတက်သွားပြီဆိုလို့ရှိရင်ဟောဒီ Bay Fawn MRT Exit B ကနေထွက်လာပြီးရင်ကျွန်တော်တို့ကဒီဘက် channel ကိုဒီဘက် channel ကိုကြည့်လိုက်ပါအဲ့မှာလမ်းကြောင်းလေးရှိပါတယ် အဲ့ဒီလမ်းကြားလေးအတိုင်းကျွန်တော်တို့ကဆက်လျှောက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမရီနာဘေးဆန်းရဲ့တာဝါ1အောက်ကိုရောက်မှာပေါ့နော်အဲ့ဒီတာဝါ1ကနေပြီးတော့အာအရင်ဆုံးတွေ့တွေ့ချင်းကောင်တာပေးကတက်လီကားလေးကနေဖတ်သွားမှာပေါ့နော်အဲဒါဆိုရင်တော့ကျွန်တော်တို့ကတင်ဖို့ပရိတ်တက်လို့ရပါတယ်ကတာဝါ1 2ပါ ကျွန်တော်တို့ကတာဝန်ဝမ်းအောက်ထဲဝင်လာပြီဆိုလို့ရှိရင် ရှေ့မှာမြင်ရတဲ့ကောင်းတာမှာဘာမှမပြောဘဲနဲ့ကျွန်တော်တို့ကတိုင်းခက်တီတီနဲ့ဝင်သွားလိုက်ပါတော့။အဲဒီကဒီမှာနံပါတ်1ကိတ်ဆိုတဲ့နေရာလေးကိုဝင်သွားမှာပါတော့။အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့အထက်ကကျွန်တော်တို့ကြိုက်တဲ့စလီကောက်စီးပြီးတော့59နော်သွားအောင်ဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့က59လောက်ရောက်ပြီဆိုရင်ထွက်ထွက်ချင်းထားမျိုးမြင်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကပေပယ်ချန်နယ်မှာရှိတဲ့ဒီရေကူးကမ်းအချောင်းတော့တွားလို့ရမှာမဟုတ်ပါဘူးအခုရှိမှမြင်နေရတဲ့မြင်ကွင်း ဒီနေရာမှာကျွန်တော်တို့တပ်ပုံရိုက်တာပဲဖြစ်ဖြစ်ပေါ့เนาะအောက်ကကျွန်တော်ရှူကင်းကိုလမ်းရှိတာပဲဖြစ်ဖြစ်လုပ်လို့ရမှာဖြစ်ပါတယ်ဒီကောင်ကတော့ Marina Bay Sand အပေါ်ဘက်ကအချမ်းပါ။အိုးအာက Marina ဆောက်ပိုင်းရပါတော့။ဒီမှာဆိုရင်ဒီကောင်ကခါရန်ပိုင်းနေပြီ။အဲ့ဒီကျက်မှာကျက်မှာ အဲ့တော့ Marina San Pi တင်းမပေါ်တော့နော်ကိုယ်က Infantry ကဘူးဝင်တယ်ကျွန်တော်တို့ကပတ်စံပြီးရမှာပေါ့နော်ဘာလို့ main team ကဒီနေ့ရက်လက်ပြမယ်ဆိုလို့ရှိရင်တော့ပတ်စံပြီးပြန်ပြီး free ပါ portfolio vita ပြန်ချင်တာဆိုတော့အာ59ပေါ့စီလာလို့ရှိနေရောက်အဲ့တော့ရှင်းရှင်းလေးထလိုက်တယ်ညနေညပေါ့ Okay ဒီမှန်မြောင်းလေးနဲ့လည်းကျွန်တော်တို့ကအောက်ကိုလှမ်းပြီးတော့ကြည့်လို့ရတယ်ပေါ့နော် ရမ်းမှာလည်းဘားရှိတယ်ပေါ့နော်။ဘားမှာလည်းအေးဝင်တောက်တာတို့ကုကုဝင်တောက်တာတို့တောက်လို့ရတယ်ပေါ့နော်။အခုကတော့ကျွန်တော်စတင်ပြီးတော့6ပါပြီ။ဘယ်နားမှာများကျွန်တော်အတွေ့တွေ့ရမလဲပေါ့နော်။ဒါပေမဲ့မြင်လိုက်ရတဲ့မြင်ကွင်းကတော့ကျွန်တော်ဒီမှာပြန်ပြောထားတဲ့အတိုင်းလည်းဖြစ်ပါတယ်။မမမဝိုင်းဒီကောင်လေးကတော့ကျွန်တော်တို့ဒါမရီနာဒီအလဲဘက်အချမ်းပေါ့နော်ရေကူးကမ်းပဲရှိရအချမ်းပါ ဒီကောင်လေးကဒီဟိုတယ်မှာတဲတဲ့လူတွေနဲ့တချို့ပတ်စံပြီးပြီးတက်လို့ရတဲ့ဥစ္စာပေါ့နော်ကျွန်တော်ထိတာတော့ဒီဘက်ကိုတက်မယ်ဆိုအနည်းဆုံး38ဒေါ်လာလာမသိဘူးပြရတယ်ပေါ့နော်အခုမြင်ကွင်းလေးကတော့ကျွန်တော်တက်လီကနာနေပြီးတော့ခြိုက်ထားတာပေါ့နော်ဒီနားလေးကလည်းတက်ပုံရိုက်လို့စမယ်နေရာလေးပါအပြီးတော့ဒီမှာကထူးထူးဆန်းဆန်းဒီအပင်မူလေးတပင်ရှိတယ်ပေါ့နော်ကျွန်တော်လည်းအဲ့ဒီကသဘောချလို့ဒီအပင်မူလေးကိုတက်ပုံရိုက်လာခဲ့ပါတယ်အဲ့ဒီတော့ကိုပေးရမှာကိုကအိမ်ထဲမှာဟောင်းကျင်လို့ဆိုလို့ရှင်တော့ဒီနေရာလေးကသွားတင်နေနေရပါကဲအားလုံးပဲဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဗျာ ျွန်တော်တော့အမှုစောပါနောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်ကြည့်အားလုံးပဲကျေးဇူးပါ